ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Beach ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျအဲ့တော့ဒီ live ကတော့ကျွန်တော်ဒီနေ့8ရက်17လ2025ရက်ဒါ Serie A နဲ့ Bundesliga တွေကဇာပွဲလေးတွေပြောမှာဖြစ်ပါတယ်အဲ့တော့ Serie A ထဲမှာကျွန်တော်ဒီနေ့3ဇာပွဲ2ပွဲအထိပါပါတယ်ဒီ live ထဲမှာတော့ကျွန်တော်3ဇာတပွဲနောက်ထပ်တပွဲလေး ပြောပေးပါမယ်။ Share live ထဲမှာကျွန်တော် Premier League 35ပွဲပြောထားတယ်။အဲဒီမှာ30ပွဲပြောပေးထားခြင်းဖြစ်ပါတယ်။အဲ့တော့ဒီ live ထဲမှာတော့ကျွန်တော်၄သင်းမောင်းမောင်းအဲ2လေးအမောင်း1လေးပြောပေးမှာပေါ့နော်။အဲ့တော့ပြီးရင်တော့ now live ထဲမှာနောက်ဆုံး live ထဲမှာတော့ကျွန်တော်၄သင်းမောင်းမောင်း1နဲ့အတူ La Liga နဲ့ Ligue 1 30ချက်လေးပြောပေးမှာဖြစ်ပါတယ်။နော်အဲ့တော့ကိုကြိုက်တဲ့ league ကိုဝင်ကြည့်လို့ရအောင်ကျွန်တော်ဒါ video လေးတွေခွဲပြီးလွှင့်ပေးချခြင်းဖြစ်ပါတယ်နော်။ Okay ပါဗျ။မင်္ဂလာပါညီကိုတို့ရေနော် brother ရွှေရမင်္ဂလာပါဗျ။အဲ ဘရာဒါဂျက်ကိုကိုမင်္ဂလာပါဗျပြုတ်ခိုက်တဲ့မောင်ပြုတ်ခိုက်တယ်မင်္ဂလာပါညီကိုကြီးဘရာဒါဟိုဥအကာဟိတ်မင်္ဂလာပါဗျမန်ယူနိုင်ပါမလားတဲ့ကျွန်တော် share live မှာတော့ကျွန်တော်အဲ United ပွဲအကြောင်းလေးပြောခဲ့ပါတယ်နော်ဘရာဒါကြီးဘရာဒါအဲတင်မိုးအောင်တင်မိုးအောင်မင်္ဂလာမင်္ဂလာပါဗျတင်မိုးအောင်မကွေးမင်္ဂလာပါချစ်သက်ကိုမင်္ဂလာပါကိုသူမင်္ဂလာပါရက်မီမင်္ဂလာပါအောင်ဦးအောင်မင်္ဂလာပါရွှေကြီးမင်္ဂလာပါဗျမျိုးကျော်သူမင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါအဲမပပမင်္ဂလာပါဗျတွန်းတွန်းလင်းမင်္ဂလာပါဆူဆူမင်္ဂလာပါကျော်စင်မင်္ဂလာပါမောင်စိမ့်မင်္ဂလာပါအဲပြောပါလေအောင်တန်းဝဲမင်္ဂလာပါညီကိုကြီးဘရာဒါမင်းစရာထုံးမင်္ဂလာပါဗျ ဝေယံလင်းမင်္ဂလာပါကျော်တူလမင်္ဂလာပါဝင်းအောင်မင်္ဂလာပါထွန်းထွန်းလင်းမင်္ဂလာပါညီကိုမောင်ကျော်မင်္ဂလာပါကျော်ဟိတ်မင်္ဂလာပါဆမ်းမင်းမင်္ဂလာပါကိုအေကိုမင်္ဂလာပါဗျလာပြီမင်္ဂလာပါအောင်မျိုးစင်မင်္ဂလာပါမြောင်မျိုးအောင်ဟုတ်မျိုးဝင်းအောင်မင်္ဂလာပါရဲလေးမင်္ဂလာပါနိုင်ထက်ဦးမင်္ဂလာပါဗျဒေးဗစ်တူမင်္ဂလာပါညီကိုဖန်နဘီမင်္ဂလာပါလှသိမ်းမင်္ဂလာပါအလဒန်မင်္ဂလာပါဗျဖိုးသားမင်္ဂလာပါအောင်ကိုမင်္ဂလာပါညီညီမင်္ဂလာပါဖိုးဘယ်ရောလဲ တင်မိုးအောင်နိုင်မင်္ဂလာပါဗျာလှသိမ်းမင်္ဂလာပါ brother မင်းသက်မင်္ဂလာပါတဲအဲထွန်းမင်းနိုင်မင်္ဂလာပါညီကိုကြီး brother ဆမ်းမင်းမင်္ဂလာပါကျော်စွာမင်္ဂလာပါအောင်မျိုးစင်မင်္ဂလာပါကိုကစ်ဘာမီစ်မင်္ဂလာပါကျော်မင်္ဂလာပါဇော်လေးထွေးမင်္ဂလာပါဦးဇော်အဦးဇော်ဝနလာမင်္ဂလာပါညီကိုကြီး brother ကျော်ဟိတ်မင်္ဂလာပါဦးတန်းဦးမင်္ဂလာပါဗျာဆိုဆိုမင်္ဂလာပါရရင်ကျော်မင်္ဂလာပါတင်မိုးအောင်နိုင်မင်္ဂလာပါဗျာကဲအဲ့ဒါဆိုကျွန်တော်စမယ်ညီကိုကြီးနော် brother တုတ်ကြည့်မင်္ဂလာပါဝင်းဆွေမင်္ဂလာပါညီကိုကြီး ဆိုတော့ဒီနေ့ဒါ live လေး၃ခုရှိပါမယ်เนาะရှိမှာကျွန်တော် premier league live ၃ချက်ပြပါပြီအဲ့တော့ဒီ live ထဲမှာကျွန်တော် series a နဲ့ bonus league တွေကเนาะဇာပွဲလေးတွေနဲ့ဒါလေးသိန်းပေါင်း mount တက်လေးပြောပြီးเนาะကျွန်တော်နောက်ဆုံး live လေး ွင့်ပြီးမှဖြစ်ပါတယ်အဲဒီမှာတော့ဒါအဲဒီလာလီယာနဲ့အတူဒါလီဂူ1လေးပြောပြီးမှဖြစ်ပါတယ်โอเคပါအဲ့တော့ let's go ပါဗောနော်အဲ့တော့ဒါ wine summer ဆောင်းချက်နဲ့ညီကိုရေအနေနဲ့ကလည်း gobi ရဲ့ promo code ဖြစ်တဲ့ gb777 ကိုအသုံးပြုရောလေ100% bonus တွေရယူနေပါတယ်အသေးသေးသေးရှိလို့ပါက wine summer မှာ facebook page နဲ့သူတို့ application သို့မဟုတ် website link ရဲ့ customer service call ကိုနှိပ်ပြီးတော့လေ24နာရီတည်လို့ရတယ်မြင်မြန်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါအဲ့တော့အသေးလေးလက်မလေးလေးနော်ဒီ live stream လေးကိုတယောက်တစ်ချက်လောက်မနှိပ်ရသေးရင်နှိပ်ပြီးကြပါအောင်ညီကိုရေကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ပထမဆုံးကျွန်တော် series a ကနေကျွန်တော်စပြီးပြောပြပါမယ်ဆိုတော့ series a မှာကျွန်တော်ကိုမိုပွဲလေး ေးကနေစမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုမိုပွဲမှာကလက်ရှိအနေအထားအရာကကိုမိုဟာ Farigas လက်ထက်မှာတော်တော်လေးခြေစွမ်းကောင်းနေတယ်10ပွဲကံနဲ့4ပွဲနိုင်နေတယ်2ပွဲပဲရှုံးနေဒါပေမဲ့တေတော့5ပွဲဖြစ်ထားတယ်ပေါ့လေအဲ့တော့အသင်းကြီးတွေကိုတော့မှဒီရာသီမှာကျုံးလာတဲ့ကိုမိုဟာဒီရာသီအိမ်ခွင်မှာလက်ရှိအနေအထားအရ current form အကောင်းဆုံးအနေအထားမှာရှိတယ်ဒါပေမဲ့လက်ရှိရမှတ်18ပဲပဲရပြီးတော့အဆင့်9နဲ့အဆုံးတက်နေရတယ်အဲ့တော့ဒီနေ့ပွဲနိုင်နာနဲ့ရမှတ်20နဲ့ဒါအဆင့်5 ကြော်နော်ဘောလနာရဲ့ Juventus ကိုကြော်သွားမယ်အနေထားမျိုးရှိတာကြောင့်ဒီခွင့်ရတော့လက်လို့ဆုံးရှုံးခံမယ်မထင်ဘူးတလုံးတည်ရေးပေးထားတဲ့အချက်ဟာလေတေချာပေါက်တလုံးကြော်ပြီးသွင်းနိုင်တဲ့အချက်ကြောင့်ကိုမိုကိုဒါတလုံးတည်ရေးနဲ့ကန်ထားခြင်းဖြစ်ပါတယ်နော်ကိုမောင်ကြီးအရနှလုံးတရာရှုံးဆိုတဲ့ဂျီဟာကက်ဂလီယာရီကိုရဖို့ဆိုတာထက်ကိုမိုအနေနဲ့ individual over 1.5ဖြစ်ဖို့ကပိုပြီး chance များမယ်ဂျီလိုပဲကျွန်တော်ကတော့သုံးသပ်တယ်ဒီနေ့သင်ရအောင်ဆုံးထည့်လို့ဆုံးပြီးခဲ့တဲ့ရာသီမှာ ိမ်ဝဲမှာကိုမိုပေးခဲ့တဲ့ကြီးကတလုံး90ပေါင်းပဲပေးခဲ့ပါတယ်။၃ဂိုးတကူးနဲ့ကိုမိုဟာအနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ဒါဟာကြီးအပြင်းဆုံးပွဲပါ။ရှေ့နှစ်2022မှာအိမ်ဝဲမှာဒါဒေကြီးပဲပေးခဲ့တယ်။ဝမ်ဝမ်နဲ့ပွဲပြီးပါတယ်နော်။အဲ့တော့အဲ့ရှေ့မှာ2026ကက်ကလီယာရီအဝေးဝင်ကနေကက်ကလီယာရီရအောင်မှာအဝေးဝင်ကနေလေဗယ်တရာရှုံးပေးပြီးဝမ်ဝမ်နဲ့ပွဲပြီးခဲ့တာကြောင့်အခုပေးတဲ့တလုံးတေဟာတမိုင်းတစ်လျှောက်မှာအပြင်းဆုံးဝင်ရုံမျိုးဖြစ်ပါတယ်။ဒါကြောင့်ကြီးအွန်လိုင်းကြီး chance များပါတယ်။ကိုမိုဟာလက်ရှိအဓိကခန်းစပိုင်းလဲတော်တော်လေးလုံတယ်ဗောနော။နောက်ဆုံး6ပွဲမှာ5ပွဲ အနာ2.5ဖြစ်ထားတယ်။နိုင်နေပွဲတွေပြန်ကြည့်ရရင်တော့နာပိုလီအသင်းကိုနောက်ဆုံးပွဲမှာတည်ကံထားတဲ့အချက်ဟာဒီရာဒီလက်ရှိအနေအထားအရနော်အမှတ်လိုနေတဲ့လက်ရှိအဆင့်တကနာပိုလီကိုတော့တည်ကံနိုင်နေဆိုရဲကနော်အိမ်ခွင်ကိုမိုရဲ့ခံစစ်ကတိတ်ဆိတ်ပူစရာမလိုဘူး။အိမ်ခွင်မှာဒီရာဒီရှုံးပွဲလုံးဝမရှိထားသေးဘူး။လာဇီယိုလိုအသင်းကိုတူးစီးနဲ့အိမ်ခွင်မှာနိုင်ပါတယ်။ဂျူဗင်လိုအသင်းကိုတူးစီးနဲ့နိုင်ပါတယ်။ဒါပေမဲ့အလေအလတ်အသင်းတွေဖြစ်တဲ့ဒီ ်ခရီမိုနစ်ကိုဝမ်းဝမ်းနဲ့တည်ကံနဲ့အချက်ရဲဂျီနိုအာလိုအသင်းကိုဝမ်းဝမ်းနဲ့တည်ကံနဲ့အချက်ရဲတော့ကျွန်တော်မကြိုက်ဘူးဒါကတော့သူ့ရဲ့ error ပေါ့လीเนาะအဲ့တော့ကျန်တဲ့ပွဲတွေကတော့တော်တော်လေးကောင်းပါတယ်ကိုမိုကလက်ရှိကာရဖောင်လည်းအကောင်းဆုံးနေထားမှာရှီရဲ့တိုက်စစ်မှုကမိုရာတာရှိပါတယ်เนาะဒါကြောင့်တိုက်စစ်ကတော့နည်းနည်းလေးအဲစိတ်ချရတဲ့နေမှာတော့ပါတယ်ပေါ့လေအဲ့တော့ကက်ကလီယာရီကိုပြန်ကြည့်ရရင်တော့နောက်ဆုံးပွဲလာဇီယိုအသင်းကို2-0နဲ့ရှုံးလာတယ်အဲ့တော့အသင်းကြီးဖြစ်တဲ့လာဇီယိုလိုအသင်းတော်မှာတလုံး90ပေါင်းပဲပေးခဲ့တဲ့အနေအထားမျိုးမှာအခုကိုမိုက တလုံးတစ်ဆယ်ရှုံးပေးတယ်ဆိုတော့ကိုမူမကိုမူရွေးရမှာဖြစ်ပါတယ်ကကလီယာရီရဲ့အဝေးခွင့်ပြန်ကြည့်ရတယ်တရားဒီမှာနာပိုလီအသင်းအိမ်ခွင်မှာတလုံး90ရှုံးကြီးကို1-0နဲ့ဒါပွဲပြီးခဲ့တယ်လက်ချီကို2-1ဒီအူဒီနီကို1-1နဲ့ဗီရိုနာကို2-2နဲ့ကန်ခဲ့တာတွေ့ရပါတယ်ဒါကြောင့်အလဲလဲအသင်းနေကိုသာကောင်းကောင်းရင်ဆိုင်နေတဲ့အနေအထားမျိုးမှာလက်ရှိကာရဖောင်နော်အကောင်းဆုံးရောက်နေတဲ့ကိုမူအသင်းကိုတော့ရှင်းနိုင်မယ်မထင်ဘူးအဲ့တော့လက်ရှိ10လောက်ပဲရင်းရမယ်အနေအထားမျိုးမှာကျွန်တော်ဒီပွဲလေးတော့ကိုမူပဲကြိုက်ပါတယ်အဲ့တော့ဒီနေ့ရဲ့နောက်ထပ်သုံးစားပွဲအနေနဲ့ကျွန်တော် ိုမိုဘော်ဒီ3 star လေးအဖြစ်နောက်ထပ်တပွဲရွေးချယ်ထားခြင်းဖြစ်ပါတယ်โอเคပါဆိုတော့နောက်တပွဲကတော့လက်ချီနဲ့ဗီဒူနာဘွဲကတော့ကျွန်တော်တိတ်တော့မကြိုက်ဘူးပေါ့လေဒါပေမဲ့ level 10ရှုပ်မှာနှလုံး30ဘောင်းအရာကတော့เนาะလက်ရှိ current form အရာလက်ချီရဲ့တိုက်စစ်ပိုင်းအားနည်းနဲ့အားနည်းတာနဲ့အိမ်ဝင်ကာရန်ဖောင်ရဒီခက်စပိုင်းလက်ရှိအနေအရအလယ်လယ်အသင်းနေဆိုရင်ပိတ်ကန်တဲ့အနေအထားမျိုးနဲ့တစ်ဖက်ကဗီရိုနာအသင်းဟာလည်းအဝေးဝန်းတောက်လျှောက် and 2.5အများစုတွေ့ရတဲ့အနေအထားမျိုးဖြစ်တာကြောင့်နှလုံး20ဘောင်းဆိုတဲ့အနေအထားအရာကတော့ကျွန်တော်ဒီဘက် ဂိုးအောက်လေးပဲပါပါလေးပဲကြိုက်ပါတယ်ဖြစ်နိုင်တော့ကြော်လိုက်ပါနော်ဒီဘွဲကနည်းနည်းလေးအန်တယ်များလို့ပါโอเคပါဂျူဗင်ဘွဲကတော့ကျွန်တော်လုံးဝရှောင်ပါတယ်ဂျူဗင်ခြေစွမ်းတော်တော်လေးအဆင်မပြေနေပါဘူးနော်တေးဘွဲအရန်များနေတယ်နော်ခြေစွမ်းအရန်ကြီးမကောင်းနေဘူးအဲ့တော့ကျွန်တော်နောက်ဆုံးဘွဲ AC နဲ့ပါမာဘွဲကြီးဆက်ပြီးသွားပါမယ်ဒါတော့နောက်ထပ်ဒီနေ့ရဲ့30နောက်တော့ဘွဲဖြစ်ပါတယ် AC Milan ဟာလက်ရှိဒီရာစီမှာအမှန်တိုင်းပြောရင်တော့ အားရစရာကောင်းတဲ့ခြေစွမ်းပိုင်ဆိုင်ထားတယ်လို့ပဲကျွန်တော်သုံးသပ်တယ်။လက်ရှိနာပိုလီမှာဒဏ်ရာကစားသမားအနေငယ်များတယ်။ဒီဘရိုင်းနိုအိုဆူပေါ့လေဒီလိုမျိုးအနေထားမှာ AC ဟာဂျန်နဲ့ပွဲတွေကိုတော့လက်လွတ်အဆုံးရှုံးခံလို့မရဘူး။နောက်ဒဏ်ရာလူစင်းတွေအများကြီးပြန်နေတက်တာလာပြီ။အန်ဂွန်ကူရူပါတို့ပြန်ပါလာတဲ့အနေထားမျိုးမှာ AC ကတိုက်စစ်ပိုင်းပိုကောင်းလာစရာပဲရှိတယ်။အဲ့တော့လက်ရှိနာပိုလီဟာ22မှတ်နဲ့เนาะအဆင့်တက်ကနေရက်တည်နေတယ်။အင်တာမီလန်22မှတ်နဲ့အဆင့်2ပါ။ AC မီလန်22မှတ်နဲ့ ဆင့်သုံးဖြစ်တဲ့အတွက်ဒီနေ့နိုင်အုပ်စုဘုံနေနဲ့ယာယီတလှမ်းနိုင်မှာကြောင်းပါမလို့အသင်းလိုမျိုးနော်လက်ရှိအဆင့်18ရောက်နေတဲ့အသင်းအိမ်ခွင်းမှာတလုံးတီတလုံး20ပေါင်းမှာဒါနှလုံး100ရှုံးဆိုတဲ့ဂျေးရလက်ရှိအနေအထားရတော့ ACB ဘောကြီးအောင်ပဲစဉ်းစားမှာဖြစ်ပါတယ်နော်အဲ့တော့မနစ်က 2024တုန်းကပါမအိမ်ဝင်မှာ AC ဝေးခွင့်ရနေပေးတဲ့ကြီးကတလုံး90ပေါင်းဖြစ်ပါတယ်2-1နဲ့ကြီးကြခဲ့တယ်8တနည်း2021မှာအဝေးခွင့်ရနေအဲတုန်းကလည်းတလုံး90ပေါင်းဝင်ပေးခဲ့တာ1-3နဲ့ကြီးအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့တမိုင်းတလျှောက်2010ခုနှစ်နောက်ပိုင်းမှာအဝေးခွင့်ရနေအပြင်းဆုံးကြီးကတလုံး90ပေါင်း4ချိန်အပြင်းဆုံးပေးခဲ့တာဖြစ်ပါတယ်ဂျန်နာရီကတဲကြီး level 50ရှုံး level 100ရှုံးနေပေးခဲ့တာကြောင့်အခုပေးထားတဲ့အနေထားအရကြီး ဒါပြင်းတဲ့ဘက်ကိုသွားတယ်ဗောလေအဲ့တော့ပါမဟာနောက်ဆုံးပွဲမှာဘိုလိုညာအသင်းကို1-3နဲ့ရှုံးတယ်ရိုမာကို2-1နဲ့ရှုံးတယ်အဲ့တော့သူတို့နိုင်တဲ့ပွဲဆိုလို့နောက်ဆုံးတူရိုင်တိုတသင်းတဲ့ဟိုပဲဒီရာဒီမှာသူတို့နိုင်တာသေးတာဖြစ်ပါတယ်ဒါကြောင့်လက်ရှိအနေအထားအရအိမ်ဝင်းလေးတော့မာတယ်ပါမအနေနဲ့ဒါပေမဲ့ အတလန်နာလိုအသင်းတော်လည်းပဲတရားရှုံးကြီးပဲပေးခဲ့ပြီးတော့1-1နဲ့ပွဲပြီးခဲ့တာကြောင့်လက်ရှိလုံးတည်ဝင်ရိုးမှာ AC မနေလို့မရဘူးဖြစ်ပါတယ်เนาะ AC ကတော့လက်ရှိကောင်းတဲ့ဖောင်ရသေးပွဲအများစုတော့တွေ့ရတယ်ဒါပေမဲ့ Roma လိုအသင်းကို1-0နဲ့ငြိမ်သွားတဲ့အနေအထားမျိုးဒီ Fiorentina ကို2-1နဲ့အမှတ်ရခဲ့တဲ့အနေအထားမျိုးမှာလက်ရှိဒီပွဲကတော့ကျွန်တော် AC Milan ပဲနေရမှာဖြစ်ပါတယ်เนาะအဲ့တော့ဂျေးအသွာလာအရာကလည်းလက်ရှိအဆင့်15လက်ချီအိမ်ဝင်းမှာလည်းတလုံးတည်ပေးပြီးတော့ Z2 နဲ့အောင်ခဲ့တဲ့အချက်ကြောင့်ဒီပွဲလေးเนาะတည်ပြင်းတော့ တစ်လုံးသိရပြင်တော့เนาะကျွန်တော်မရှုံးနိုင်ဘူးလို့ယူဆတာကြောင့်ကျွန်တော်မီလီယနောက်ထပ်ဒီနေ့က3စာပွဲအနေနဲ့ AC Milan body လေးရွေးချယ်ထားခြင်းဖြစ်ပါတယ် AC body 3 star ဖြစ်ပါတယ် Okay ပါဒါဆိုတော့ဒီနေ့ဒါတစ်ချောင်းသုံးပွဲ3ပွဲရသွားမှာဖြစ်ပါတယ်ဂျန်နာရီကတော့ကျွန်တော်လေးသိန်းမောင်းနေမှာပါတဲ့ပွဲလေးတွေအကြောင်းဆက်ပြီးပြောပေးမယ်ပေါ့ဒီเนาะအဲ့တော့ကျွန်တော်ဘွန်နယ်လီကာလေးဆက်သွားကြတာပေါ့အဲ့တော့ဒီမှာဘွန်နယ်လီကာမှာပထမဆုံးပွဲကတော့ဒါလီဗာပူဆန်နဲ့ဟယ်ဒဟိန်းပွဲပေါ့လीတစ်လုံး90ရှုံးပေးတယ်သုံးလုံး20ရှုံးနဲ့ပြန်ကာထားခြင်းဖြစ်ပါတယ်ဒီနေ့သင်းကနောက်ဆုံးပွဲမှာပြီးခဲ့တဲ့ရာသီမှာပြီးခဲ့တဲ့ဂျီရ ဒီအိမ်ခွင်းမှာပေးခဲ့တဲ့ကြီးကနှလုံးတည်အတိပေးတယ်ငါးခုနှစ်ခုနဲ့ကြီးအောင်တယ်အဲ့တော့ဒီယာစီမှာတော့လက်ရှိချန်ပီယံမဟုတ်တော့တဲ့အတွက်ဒီလိုမျိုးကြီးပေးတာအရင်နှစ်ကနေတော့သွားရှင်လို့တော့မရဘူးပေါ့လေအဲ့တော့တလုံး90ရှုံးမှာ၃လုံး30ရှုံးနဲ့ကားထားတဲ့အချက်ဟာတေချာဘောက်လီဗာပူဆန်ဘက်ကအောက်ထက်နှလုံးပြတ်မယ်ဆိုတဲ့အဓိပ္ပာယ်တော့ဖြစ်နေတယ်လက်ရှိလီဗာပူဆန်ကကာရာဖောင်အရာခြေစွမ်းမတည်ငြိမ်ဘူးဆိုပေမဲ့ အိမ်ခွင်းကိုပြန်ကြည့်လိုက်ရင်ဒီရာသီမှာတော်တော်လေးကောင်းလာသွားတွေ့ရတယ်ဗောလေအဲ့တော့နောက်ဆုံးပွဲမှာလည်းဘန်ဖီကာအသင်းကိုချန်ပီယံလိမှာနိုင်ထားတယ်ဗျအဲ့တော့အိမ်ခွင်းနောက်ဆုံးပွဲက Freiburg လို့အသင်းကို2-0ပြန်နဲ့နိုင်တာမဆိုးဘူး PSG ကိုရှုံးတာတော့ထားလိုက်တော့ဗောနော်နောက် Union Berlin ကို2-0နဲ့နိုင်ထားတယ် Motion Club နဲ့1-1နဲ့ပွဲကတော့ထားလိုက်တော့နောက်ဒီ Frankfurt ပွဲမှာ3-1ဆိုတော့လက်ရှိအနေအထားရာလီဗာပူးဆင်အိမ်ခွင်းက မကောင်းဘူးဆိုရင်တော့မှစိုးရဲတဲ့တော့တိတ်တော့မပါနေဘူးပေါ့လေအဲ့တော့လက်ရှိအနေထားအရဒီဘက်ကုစင်ရဲ့ကာရဖောင်အရာကလည်းတန်းလူစဉ်အများစုပြန်လဲတက်တာလာပြီပက်ထရစ်ကစ်တို့ပြန်ပါလာတဲ့အနေထားမျိုးမှာပြန်လဲစူးစီးနိုင်မယ်ဆိုရင်တော့ဒီဘွဲကသုံးမှတ်မရစေရတော့မရှိဘူးဟယ်ရင်ဟင်းကလက်ရှိနောက်ဆုံးဘက်မှာဖရန့်ဖတ်အသင်းကိုဝမ်းဝမ်းနဲ့တော့ကန်ထားတယ်သို့ပေမဲ့အဝေးခွင့်အရင်ညံ့ပါတယ် Leipzig အိမ်ခွင်မှာတလုံး90ရှုံး Leipzig ကို2-0ပြန်နဲ့ရှုံးတယ် Stuttgart အသင်းအိမ်ခွင်မှာတလုံး90ရှုံး1-0ဖြစ်တယ် Hamburg အသင်းကို2-1 Hoffenheim ကို3-1ဖြစ်တာကြောင့်ဒီကြောင်ဒီဒီဘွဲကတော့အဲတလုံး အပြင်တော့အဲလက်ရှိလေဘောက်ကစံမရှုံးနိုင်ဘူးလို့ကျွန်တော်ယူဆတယ်။ဒါကြောင့်နေမန်ဆိုကျွန်တော်တလုံးတည်ရေနဲ့ recommend ပေးပါရတယ်။3.66ရာခိုင်နှုန်းဖြစ်တဲ့1000လောက်ရင်6600မှာပြင်ရမယ်လေဘောက်ကစံတလုံးတည်ရေနဲ့ပဲနေဖို့ကျွန်တော်အကြံပေးခြင်းပါတယ်။ Okay ပါ။အဲ့တော့နောက်ပွဲကတော့ Dortmund ပွဲပါ။ Dortmund ကလက်ရှိဒါတလုံး90ပေါင် level တရားရှုံးကြီးပဲထားပါတော့เนาะတလုံး90ပေါင်3လုံး20ရှုံးနဲ့ပြန်ကထားတယ်အဲ့တော့ပထမဆုံးစဉ်းစားမယ့်အချက်ကဒီ level တရားရှုံး body ဝင်ရောပြ မနေ့ကမနေ့ကမဟုတ်ပါဘူးနောက်ဆုံးတွေ့ခဲ့တဲ့အချိန်က2018တုန်းကဟာဘတ်အင်္ဂွမှာတလုံးတရာရှုံးဝေးခွင့်ကနေပြေးတယ်၃ခုပြက်နဲ့တော့မှာအနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိဂျေးအရာကတော်တော်လေးပြော့နေတာသွားတွေ့တယ်ဟမ်ဘတ်ဟာလောင်စိုးပွဲမှာကိုလွန်အသင်းကိုအင်္ဂွမှာ4-1နဲ့ရှုံးတယ်ဆိုတော့အင်္ဂွမှာလည်းဝူဘတ်အသင်းကို0-1နဲ့ရှုံးထားရလက်တည်ရှိတယ်ဒါကိုပါလို့ဒီလောက်လေးပဲပေးတာလဲကျွန်တော်အခုဒီစဉ်းစားလို့မရဘူးတကယ်လူစင်းလဲအဲ့လောက်ကြီးရှိတာမဟုတ်ဘူး ဒေါ်မွန်ဟာမန်စီးတီးကို4-1နဲ့ရှုံးတာဟာမန်စီးတီးအရင်ကောင်းလို့ဖြစ်ပါတယ်။အော့စ်ဘတ်နဲ့နောက်ဆုံးပွဲနော်ဗော်ဒါလီဂါမှာအဝေးကွင်းနောက်ဆုံးပွဲကကျွန်တော်အော့စ်ဘတ်နဲ့တွေ့ခဲ့ရတာဖြစ်ပါတယ်။အော့စ်ဘတ်ဆိုတဲ့အသင်းဟာလက်ရှိအဆင့်14ရာအသင်းဟမ်ဘတ်ရဲ့အောက်ကနော်ရမှတ်တမှတ်ပဲกว่าတဲ့အသင်းအော့စ်ဘတ်အင်ဝင်းမှာဒေါ်မွန်ပြီးခဲ့တဲ့ကြီးကတလုံးတည်ကြီးပါဒီမှာနော်တလုံးတည်ကြီးအထိပြီးခဲ့တာဗျအခုဟမ်ဘတ်အသင်းအင်ဝင်းမှာ level တရားဆိုတာကတော့ကြီးအရာကဟိုတည်ကြမဲ့ပွဲကြီးလိုမျိုးကြီးတော့ဖြစ်နေတယ်ဒါပေမဲ့ဂိုးပေါင်းကြီးက၃လုံးကို20ရှုံးအထိပြီးထားတယ်ဆိုတော့ နှစ်သိန်းလုံးကိုးရနိုင်တယ်ဟန်ဘက်ကိုးရနိုင်မယ့်အချက်ကပုံများနေတယ်အဲ့တော့ဒီလိုမျိုးအနေထားမှာဘယ်ကထောင်ချောင်မှန်းတော့မသိဘူးနှစ်ခုတည်းက body လားဂိုးပေါင်းကြီးလားမသိဘူးတစ်ခုခုကတော့ထောင်ချောင်ဖြစ်နေတယ်အဲ့တော့ခြေအရနေမယ်ဆိုရင်ဟန်ဘက် body နေရမှာဖြစ်ပါတယ်ဒါပေမဲ့ခြေစွမ်းအရာကတော့ဟန်ဘက်အသင်းကိုတော့မ easy နိုင်နေပြသီလားတော့မပွဲကြည်ပွင့်သိပါလိမ့်မယ်နော်ဟန်ဘက်လက်ရှိဟိုလက်ကာရန်ဖောင်အရာတော်တော်လေးဆိုးပါတယ်ခန်းစစ်ကလေးဆိုတော့ဒီလိုမျိုးအနေထားမှာကျွန်တော်ကတော့ body လိန်ထားတယ်လို့ကျွန်တော်ယူဆတယ်နေမယ်ဆိုရင်ကျွန်တော်တို့ ဒေါမွန် 2h double chance မိုက်ပါတယ်ဂိုးပေါ်လေးနေရင်တော့ပိုအဆင်ပြေမယ်ထင်ပါတယ်เนาะအဲ့တော့1 2လောက်တော့ကျွန်တော်စကြည့်ရမယ်လို့ယူဆပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲကတော့ Hoffenheim နဲ့ Leipzig ပါဒီမှာ Leipzig ကိုကျွန်တော်မောင်းထဲမှာထည့်ထားပါတယ်အဲ့တော့ level 20ရှုံးဒီဒီဒီ Leipzig ဘက်ကအဝေးကွင်းကနေပပလေးပေးထားပြီးတော့3လုံး90ရှုံးနဲ့ပြန်ကားထားတယ်ဒီမှာဂိုးပေါင်းကြီးတော်တော်ကြီးပြင်းနေတယ်ဒဲကြီးမှာဒဲကြီးဝင်ရိုးမှာလေ3လုံး90ရှုံးဖြစ်တာကြောင့်နှစ်သိန်းစလုံးဟာ out hit 1 2 2 1စသွင်းမဲ့အနေထားလေးတော့ဖြစ်နေတယ် ်ဒါပေမဲ့ဒီနေ့သင်ရဲ့နောက်ဆုံးထိတွေ့ဆုံမှုရပြီးခဲ့တဲ့ရာသီမှာ Hoffenheim အိမ်ဝင်မှာ Leipzig အဝေးဝန်းအနေနဲ့ပဲတရားရှုံးထိပြီးခဲ့တယ်၄ဂိုး၃ဂိုးနဲ့ Hoffenheim ကအနိုင်ရခဲ့တာဖြစ်ပါတယ်ဒါကြောင့်ကြီးအရကတော့ Bori ကြီးရဲ့တမိုင်းတစ်လျှောက်ပြန်ရှင်ကြည့်မယ်ဆိုရင်တော့ဒီကြီးကတော်တော်လေးပြော့တယ်ဗျတို့မဲ့ဟုတ်ဒီ heading ဟိုဟိုဒီနောက်ဖြစ်တယ် Hoffenheim ကနောက်ဆုံးပွဲမှာ Wolfsburg ကို2-3နဲ့ကန်တယ်ရှေ့မှာ heading အသင်းကို3-1နဲ့ကန်တယ်ဆိုတော့တောက်လျှောက်ဟာထုံးစံတိုင်းဖွင့်ဆော့တယ်လို့ကျွန်တော်ယူဘူးကသတ်မှတ်လို့ရတယ်ဒါပေမဲ့ Frankfurt နဲ့ပွဲတုန်းကလည်းဒေဂျီပဲပြီးခဲ့တာ1-3နဲ့ Frankfurt ကနိုင်တာ တွေ့ခဲ့ရပါတယ်အဲ့လိုအစဉ်လေးနဲ့တော့အနေငယ်လေးသွားဆင်နေတယ်ပေါ့လေနောက်နောက်ဆုံးတစ်ပွဲပဲသူတို့နိုင်တာကိုလုံအသင်းကိုတော့မှ Z1 နဲ့ရှုံးနေဗျာ Bayern Munich ကို1-4တစ်ဖက်က Leipzig ဟာဒီရသည်တော်တော်လေးကောင်းနေတယ် Bayern Munich ပွဲကလွဲလို့ကျန်တာအကုန်နိုင်လာတယ်နောက် Dortmund ပွဲမှာတည်ကြတယ်ဆိုတော့လေလသင်းတွေကျန်တဲ့တိုက်စစ်ဘယ်အသင်းလာလာကောင်းနေဗျเนาะအဲ့တော့ဒီ live ရဲ့လက်ရှိ current form အရာကတော့ Hoffenheim လို့ပေါက်နေတဲ့ခံစင်မျိုးနဲ့ကတော့ဟိုတည်အပြင်းတော့မယုံနိုင်ဘူးလို့ကျွန်တော်ယူဆတယ်။ Live body ဖြစ်ပါတယ်။ Okay ပါအဲ့တော့နောက်ဆုံးပွဲကတော့ Mönchengladbach နဲ့ ဒါကိုလုံပွဲပေါ့လေမိုးချင်ကလာဘကလည်းပဲ60ရှုံးပေးထားတယ်320ပေါင်းနဲ့ပြန်ကထားပါတယ်မှနှစ်က2024တနှစ်ကပေါ့နော်ရှစ်တနှစ်က2024တုန်းကပေးခဲ့တဲ့အင်ဝင်ကြီးကလည်းပဲတရားရှုံးဖြစ်တယ်33နဲ့ပွဲပြီးပါတယ်အဲ့တော့ဂျေးအရာကတော့လက်ရှိလည်းပဲ60ဆိုတဲ့ပမာဏဟာနည်းနည်းလေးပြင်းတယ်ဒီနှစ်သိန်းရဲ့ဟတ်တူဟတ်နောက်ဆုံးပြောင်းပါဆုံးအဲထိုက်တဲ့သူက5ချိန်မှာ5ချိန်စလုံးဗိုဒီနုစ်ကိုဖြစ်တာတဲ့ over 2.5ဖြစ်တာလားတွေ့ရပါတယ်။နောက်ဆုံးပွဲမှာစိန့်ပေါ်ရီအသင်းကို၄ဂိုးပြန်နဲ့အနိုင်ရခဲ့တယ်။ဘိုင်ယန်မြို့ကိုအိမ်ခွင်းမှာနောက်ဆုံးပွဲမှာ3-0နဲ့ပွဲပြီးတယ်။ဆိုတော့အိမ်ခွင်း တောက်လျှောက်အနေထားကတော့ကိုပေးရတဲ့ပွဲကပိုများတယ်ဗျအဲ့တော့တပတ်ကအသင်းကကိုလိုမှာကိုလိုဟာဒီယာစီမှာပွဲတိုင်းလိုလိုတော့ဖွင့်စော်တယ်ဒါပေမဲ့ under 2.5ဖြစ်တဲ့ပွဲလေးတွေလည်းရှိပါတယ် Osbert Hoffenheim နဲ့ Dortmund ပွဲဆိုပေမဲ့လက်ရှိ Hamburg လိုပွဲမှာ1-4เนาะ Bayern Munich ကို1-4 Stuttgart 1-2ဆိုတော့ဒီလိုမျိုးအနေထားမှာ3လုံး20ပေါင်းအရာကတော့ body win ရိုး60ရှုံးမှာကိုလုံးလည်း9ရနိုင်တဲ့အချက်လေးထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်ကျွန်တော်1-1ကလွဲလို့တော့ကြောက်စရာမရှိဘူး2-1 2-2စကြည့်ရမယ်လို့မျှော်လင့်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ မောင်းနေမှာမိုချန်ကလာဘက်ဂိုးပေါ်လေးထည့်ထားခြင်းဖြစ်ပါတယ်။โอเคပါဘိုင်ယန်မြူးနစ်ပွဲကတော့နည်းနည်းလေးလန့်နေပြအဓိကဘိုင်ယန်မြူးနစ်အဲ current form ကအရန်ကြီးအောင်လုံးနေတယ်ပေါ့နော်တောက်လျှောက်ကိုအောင်တာနောက်ဆုံး၅ပွဲဆက်လက်အောင်ထားတယ်ဆိုတော့လာမယ့်တပွဲနှစ်ပွဲအတွင်းဒီနေ့သမို့လာမယ့်တပွဲနှစ်ပွဲအတွင်းမှာကြီးရကြတော့မှာဒါကြောင့် body ကတော့တိတ်တော့မနေရဘူးဖြစ်နေတာ current form အရာကတော့နော်ဟိုလူစုံတက်ဆုံထွက်လာရင်တော့ဘိုင်ယန်မဲကျုံးတင်တယ်နော်နှလုံး20ပေါင်းမှာ3လုံး80ရုံးထိပေးထားတာကြောင့်အောက်ထက် သုံးလုံးအထိရောက်အောင်ကံမဲ့သဘောမှာတော့ရှိပါတယ်။ Union Berlin အနေနဲ့ကတော့လက်ရှိခံစင်ပိုင်းက ောက်ဆုံးသုံးပွဲစဉ်အန်ဒါ2.5ဖြစ်တာတာကြောင့်ပိတ်ဆော့လာရင်တော့ Z2 နဲ့ပဲပွဲပြီးသွားဖို့များတယ်ပေါ့လေဒါကြောင့်လက်ရှိအနေအထားအရတော်တော်ကိုစဉ်းစားခက်တယ်ဗျာဒီပွဲကလေနော်အဲ့တော့ဖြစ်နိုင်တော့ကျွန်တော်ဘိုင်ယန်ကိုနည်းနည်းလေးခဏမေးထားလိုက်တာကောင်းတယ်လက်ရှိကာရဖောင်ရတော့အကောင်းဆုံးအနေအထားမှာတော့ရှိနေပါတယ်နော် United ဒီ Union Berlin အနေနဲ့ကတော့ဒီ Hoffenheim တို့အသင်းကိုလည်း2-4နဲ့ဖွင့်ဆော့တာတွေရှိတယ် Borussia Gladbach ကို3-1နဲ့ဖွင့်ဆော့တာတွေရှိတယ်ဒါပေမဲ့နောက်ဆုံးပွဲ Friday ကျတော့လေ Z2 နဲ့ပြန်တက်သွားပြန်အောင်ဒါကြောင့် Reunion ရဲ့အိမ်ဝင်ကလည်းအရန်ကြီး ဖွင့်ဆော်လာပိတ်ဆော်လာဆိုတာနီးပြပဲတိမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့ရှောင်စီခြင်းတယ်။တေချာတော့ Bayern Munich ပဲနိုင်မှာပေါ့လေနော်။အဲ့တော့ဒီ Winesberg မှာဘာညာဆော့ကြရင်တော့ Bayern Munich တလုံးတည်ပါညာနဲ့တော့ရွေးလို့ရမယ်ထင်ပါတယ်နော်။ Okay ပါဒါပါပဲ။ဆိုတော့ဒါဆိုတော့ Bonelli ကအားလုံးပေးပြီးကျွန်တော် series အားလုံးပြီးပါပြီ။ဆိုတော့ဒီနေ့ရဲ့ကျွန်တော်၄သင်းပေါင်းတက်လေးပြန်ပြီးပြောပြီးမှာဖြစ်ပါတယ်နော်။အဲ့တော့ ဒီနေ့ရှိရ7လ2025ရဲ့ဒီကြောင်တဲ့ပွဲဖြစ်ရွေးချယ်ရတဲ့3စ3ပွဲလုံးကျွန်တော်ဒီနေ့ပြောပြီးသွားပါပြီ။ရှေ့က live ထဲမှာတော့တပွဲပြောထားတယ်။ဒီ live ထဲမှာကျွန်တော်2ပွဲပြောပေးထားပါတယ်။အဲ့တော့၄သင်းမောင်း mount တစ်ထဲမှာကျွန်တော်တို့ Como Body, AC Milan Body, Arsenal Body နဲ့ Mochan Club ဘက်5ဘော်လေးဖြစ်ပါတယ်။ပြန်ပြောပြီးပါမယ်။ Como Body, AC Body, Arsenal Body နဲ့ Mochan Club ဘက်5ဘော်ဖြစ်ပါတယ်။ဒါကတော့၄သင်းမောင်း mount တစ်ဖြစ်ပါတယ်။ โอเคပါအားလုံးပဲဂွတ်လက်ပါညီကိုတွေဆိုတော့နောက် live ထဲမှာကျွန်တော်မောင်းနှင်းနဲ့အတူဒီလီဂူဝမ်းနဲ့လာလီကာတွေကပွဲကြံเนาะကြံတဲ့ပွဲလေးတွေကျွန်တော်သုံးသချက်လေးတွေပြောပြပါမယ်အဲ့တော့ now live မှာကျွန်တော်အခုပြီးရင်เนาะချက်ချင်းပြန်တွေ့ပါမယ်ဆိုတော့ဒီဒီ live stream လို့လည်းအသေးလေးလက်မှတ်လေးเนาะတယောက်ချက်လောက်ကြည့်ပြီးတော့နှိပ်ပေးကြပါဦးညီကိုတွေကျေးဇူးများကြီးတင်ပါတယ်ဗျဒီ live stream ကိုကြည့်ရှုပြ brother တွေ share ပြ brother တွေ comment ပြ brother တွေတယောက်ချင်းတည်းတာကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညနေ